ောက်ချပါလာအမှတ်ပေါင်းစုမိရာခံမှာသတင်းစာရေးကအဲ့ဒီလိုပြောဆိုမှုနဲ့ပတ်သက်လို့ဘုံအောင်ဆန်းပါဇက်ကခွေးဟောင်းပိုင်းခေါင်းထောင်မကြည့်နိုင်ဘူးအဲ့ဒီလိုကြမ်းတမ်းစွာပြောဆိုခဲ့တဲ့အတွက်ဒီဘုရားဘာသာဝင်နိုင်ငံတော်ဘာသာပြပြခံပြီးဘုရင်စာရီမှာထည့်သွင်းအောင်ဆိုတဲ့အမျိုးချစ်တန်ကားတဲ့မျိုးချစ်မျိုးချစ်တို့တွေကအကြီးတေပောက်ပွဲကြတယ်။ဒါတော့ဘုရားပဇက်ကိုယ်တိုင်က ချိန်မှာပါတာကြီးပါတာမကြိုက်ဘူးခွေးဟောင်းတိုင်းကောင်းဆောင်မကြည့်နိုင်ဘူးကျောင်းဆောင်ဆောင်ဆိုဆိုဘိုးတို့ကစားကနေပြီးတော့ခွေးဟောင်းတိုင်းကောင်းဆောင်မကြည့်နိုင်ဘူးလို့ပြောခဲ့တာတိကျလို့လားမင်းကဘယ်စားဦးတွေကိုဖတ်ပြီးပြောနေတာလဲကျွန်တော်ကိုကတိကက်ခဲ့မင်းလာရရှိပါလေဒါရောက်နေဖတ်ပြီးပြောတာလဲလို့မင်းရင်ဝင်ကြည့်တော့ဦးမှုကိုယ်တိုင်းရေးသားထားတဲ့ငါနှစ်ရာသီပမာပြီးဆိုရဲစားအုပ်နဲ့တာတေးစနစ်ဒီအောင်ရုပ်မြန်မာနိုင်ငံလို့1940ခုနှစ်အခြေခံဥပဒေမှာကဘုရုပ်ကိုယ်တိုင်ရေးဆွဲပြတဲ့အခြေအနေလက်ရှိ2000ရှစ်မှာဆိုလို့ရှိရင်ကျမတို့ဒီအောင်စုသမရမြန်မာနိုင်ငံခေါ်တွင် 阿皮妹，你妈那年过，阿妈那年不妈皮路，都老皮。阿妈呢，大年大礼常常常，一月再些些，下雪雪过年家里来点伢子些。哎，你录对了嘛？我就跟你录，你看了黄山书记。还说阿爸，我就跟你说对了，我就说的的是你妈是那个黄山书记吧？话当来说，黄山书记个啥个？阿妈呢？你妈过快快恰恰，我不要说你呢。你妈的，这些天跟阿龙发问呢，奶奶不治病。阿妈的，用牛皮袋说说，红贵。 မာတွေကကြွားလဲကြွားတယ်ကြောလဲကြောတယ်ဆိုတဲ့ဗမာနဲ့တိုင်းရင်းသားတွေခြိုင်းအောင်အကြီးမားဆုံးတတ်ရှုကိုယ်ခွဲရလိုက်ရတယ်နိုင်ငံရေးလုပ်တော်မဲ့အခါမှာဘုတို့ဒီဒီစာနာသမဂ္ဂခေါင်းဆောင်ယာဒူကနှုတ်ဖက်ပြီးတော့ဘုဗမာအစည်းအရုံးကိုဝင်ပြီးသခင်အောင်ဆန်းအမျိုးခံခဲ့ဒီနေရာမှာကျွန်တော်တို့လက်ငန်းစာယူရမယ့်အချက်ကတောင်းသားနဲ့နိုင်ငံရေးကိုရောထွေးမိနေတယ်ဘုတို့ဒီတောင်းသားဘုံမှာတောင်းသားသမဂ္ဂခေါင်းဆောင်လုပ်ခဲ့ပြီးမယ်နိုင်ငံရေးလုပ်တော်မဲ့အခါမှာတောင်းသားသမဂ္ဂယာဒူကနှုတ်ဖက်ပြီးတော့ ဗမာနိုင်ငံတို့ကမှာအစည်းအရုံးမှာတခင်အောင်ဆန်းပွဲမှာဖြစ်ခဲ့တယ်။ဆိုတော့လက်ရှိမှာအကြောင်းသားနိုင်ငံရေးကိုရောထွေးနေပြီးတော့စံဖြူသွားကျိုးနေတာတောင်မှမင်းကူကူမိမိတောင်းတာခေါင်းဆောင်မှာဆိုပြီးတော့ရာပက်ပန်တောင်းတာအုံကြီးလုပ်နေတဲ့မင်းခုနိုင်လိုလူမျိုးကိုဘုကျောက်ကရောင်းကိုဖောက်နဲ့ဆောင်ကန်နေတယ်ကျွန်မထင်ပါတယ်။ဒီလိုမျိုးတောင်းတာရောင်းရောင်းနိုင်ငံရေးအောင်ရောထွေးပြီးတော့ ားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဗိုလ်ချုပ်အောင်ဆန်းရဲ့လုပ်ရက်တွေနဲ့ဗိုလ်ချုပ်သမီးရဲ့စိတ်ဓာတ်တွေကိုဝေဖန်သွားတဲ့မပူတူရုပ်တံနဲ့အတူစစ်ကောင်စီနဲ့ရိုဟင်ဂျာအရေးဆွေးနွေးတာရလက်မထွက်ဘူးဟုဘင်္ဂလားဒေ့ရှ်ပြောလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးချင်ပါတယ်ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးမြန်မာနဲ့နှစ်နိုင်ငံကြားအပြန်အလှန်ဆွေးနွေးမှုဟာဘာရလက်မထွက်မှာမဟုတ်ဘူးလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရဲ့အကြံပေးထူထားဆိုင်ကမေလ၄ရက်မှာပြောပါရတယ်။ ရိုဟင်ဂျာတွေအနေနဲ့သူတို့ရဲ့အခွင့်အရေးနဲ့လုံခြုံရေးကို အာမခံချက်မပေးမချင်းမြန်မာနိုင်ငံကိုပြန်မမဟုတ်ဘူးရိုဟင်ဂျာတွေအနေနဲ့သူတို့နိုင်ငံကိုပြန်ဖို့လိုတယ်ဒါပေမဲ့အတင်းကျပ်မဖြစ်သင့်ဘူးလုံခြုံရေးအာမခံချက်ရှိရင်ပြန်သွားလိမ့်မယ်လို့တနင်္ဂနွေနေ့ကဒါကာမှာပြုလုပ်တဲ့ဆွေးနွေးပွဲတစ်ခုမှာသူကပြောပါတယ်ကျွန်တော်တို့တွေကြိုးချောင်းစီရောမှုမရှိတဲ့မျောလင့်ချက်တွေမထားပါဘူးသူတို့ကိုနှိမ့်ဆက်ညှဉ်းပန်းခံရဘူးတဲ့နေရာကိုပြန်ပို့ရမှာလားလို့သူကမေးခွန်းထုတ်ပါတယ် မြန်မာနိုင်ငံမှာနိုင်ငံတကာကအတိအမှတ်ပြုတဲ့စစ်မှန်တဲ့အပြောင်းလဲဖြစ်ဖို့လိုအပ်ကြောင်းသူကပြောဆိုပြီးဒါဟာခက်ခဲပြီးအချိန်ယူရမယ့်လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်ညီညွတ်ရေးမရှိရင်မအောင်မြင်ဘူးလို့သူကပြောပါတယ်ရိုဟင်ဂျာတွေနေရပြောင်းရင်းနဲ့ပတ်သက်လို့လမ်းပြမြေပုံတစ်ခုရှိရမယ်လို့လည်းသူကဆိုပါတယ် မြန်မာနိုင်ငံမှာပြည်တွင်းစစ်ဆက်ဖြစ်နေတာကြောင့်ရိုဟင်ဂျာတွေရဲ့နေရပ်ပြန်ရေးအလားအလာကဆိုးရွားနေစေဖြစ်တဲ့အပြင်နေရပ်ဆုံးခွာပြည်သူတွေအတွက်လုံခြုံရေးအာမခံချက်ကမရှိနေသေးပဲလို့ထိုဝက်ကဆက်ပြောပါရယ်။ဒါအပြင်ရေရှည်တည်တဲ့နဲ့ဆုံးဖြတ်ချက်တခုခုချနိုင်မှုတက်ဆိုင်သူတွေဖြစ်ကြတဲ့စစ်ကောင်စီ NUG နဲ့အထူးသဖြင့်ရခိုင်ဒေသနေရအနှံ့ပြားကိုထိန်းချုပ်ထားတဲ့အာရခတတူအလုံးပူးပေါင်းနိုင်မှာဖြစ်လိမ့်မယ်လို့သူကအလေးပေးပြောဆိုခဲ့ပါရယ်။ မချိုးလူစားဆိုတာနဲ့မြန်မာပြည်ရဲ့လူလိမ်ခါကြီးလူသားကောင်းဆောင်ကြီးလူလူတင်ရပြီးတော့အလုံးစုံဆိုတာနဲ့မချိုးကိုတက်ခဲ့တဲ့လူယုံမာကြီးဖြစ်ဖြစ်အားလုံးကသိရှိကြတယ်။ဒီမှာနေချင်းခါတောင်းသားဘွားမှာကျွန်တော်ဒီကြီးစက္ကနိုင်းတဲ့ခါအလုံးဥစုံမျိုးလေးလို့ပြောခံရတယ်။ဒီမှာဆက်ဆက်ခံအောင်လာခဲ့။ဒီမှာကလုံးဥစုံကိုငုံခဲ့။ကလုံးဥစုံဒီမချိုးကိုတက်ခဲ့တဲ့လူယုံမာကြီးဖြစ်ပြီးကျောင်းငယ်စင်ခါအပြည့်ညံတဲ့လုံးလာမှာအဲ့ဒီလိုပဲသိခဲ့တယ်။ဒါပေမဲ့ကျွန်မအရွယ်ရောက်လာတဲ့ခါမှာကလုံးဥစုံဟာဟီးရိုးမဟုတ်ဘူးဆိုရင်တော့ ကြီးလို့မဟုတ်တာသိကြတယ်ဒီဒီဒီအတိအကျတော့ကျွန်တော်ရလိုက်တယ်နော်ဘလုံးစောဒီကျွန်တော်တို့တာယာရင်းနေတာဖြစ်လို့နော်ကျွန်တော်တို့မြန်မာနိုင်ငံရေးတမိုင်းမှာကလုံးခွဲခံတာအဲ့ရောက်ရှိပါလေကလုံးဆရာဆန်းအလုံးစောကလုံးဆရာဆန်းဆိုလို့ရှိရင်တာမီတမိုင်းရင်းနဲ့ပတ်သက်ပြီးတော့နော်ကျွန်တော်ပြန်ခွင့်ပြခံရတယ်ကလုံးစောဒီလည်းပဲကျိုးပေးခွင့်ပြခံရတယ်နော်ကလုံးဆရာဆန်းဆိုလို့ရှိရင်လည်းနောက်ဆုံးအစိုးကျိုးစင်တန်ကနေတောင်းလေးကထုတ်လာတဲ့အချိန်မှာမျိုးပါတာသာသနာကြီးပွားတိုးတက်အောင်လှုပ်ဆောင်ဆီလို့ငါကုလို့တိုးပေးခံရတာဟုတ်လား ဒုက္ခဖြစ်မှာသတ်မှတ်တယ်အဲ့ဒီလိုပြောခဲ့တယ်ကျိုးပေးအံဆဲဆဲစင်ပေါ်မှာကျိုးပေးတော့မယ်အချိန်မှာတော့မှသူ့ရဲ့ကျိုးပေးတော့မယ်လို့လာကြည့်တယ်ကိုလိုနီနဲ့ချက်ခေါင်းဆောင်ရဲ့မျက်လုံးမျက်နှာဆစ်ဆစ်ကြည့်လို့ဖြစ်လျာဘဝမှာနေချင်းအင်္ဂလိပ်ကိုနိုင်ရတော့ဖို့ဖြစ်ရပါလို့ဤစတောင်းတော့ကျိုးပေးကိုနေခံရတာကလုံးရှားတယ်နော်ကျိုးပေးကိုနေခံရရင်ခလုံးစိုးတည်ရင်ကျိုးပေးကိုနေခံရရင်ကျော့ ဒါမဲ့မိသားရှိနေပြီခလုံးစောကျိုးပေးကွက်မျက်ခံရတဲ့အမေဖြစ်တဲ့အတွက်ကျွန်မခလုံးစောနဲ့ပတ်သက်တဲ့အကြောင်းအရာလေးနောက်ပြောချင်ပါသေးတယ်။ဒါမှလို့ကျွန်မပြောခဲ့တဲ့အတိုင်းလေခလုံးစောဟာဟီးရိုးမဟုတ်ဘူးဆိုရင်ဇီရိုးမဟုတ်တာဘာကြောင့်ပေးထားနေလဲလို့မေးရင်ဘုရားအောင်ဆန်းကျွန်တော်တို့အမေအတွက်ဘာမှလုပ်မပေးနိုင်ဘူး။ကျောင်းသားဘဝအရွယ်မှာခလုံးစောဟာဒါတော့မဟုတ်ဘူး။နော်ဒေါက်တာဘာမို့ဆိုတာမြန်မာပြည်ရဲ့နိုင်ငံလေ။နိုင်ငံဝင်ဒေါက်တာဘာမို့လို့ပုံပုံမျိုးနဲ့ရန်ကုန်တက်ကုန်မှာ တပိတ်လို့ပြီးတော့စကားစစ်ထိုးနိုင်တဲ့အနေအထားတည်ရောက်နေပြီဖြစ်ပါတယ်။ဒါဒါဘာလို့လို့ပုံပုံမျိုးကိုစကားစစ်ထိုးပြီးတပိတ်လို့နေတဲ့အချိန်မှာဘလို့ဥစ္စာအဲ့ဒီလိုမျိုးဆောင်နေတဲ့အချိန်မှာကိုကျော်အောင်ဆန်းကြီးတာမင်းပုံပုံကြောင့်သားတယောက်ပဲရှိသေးတယ်။အိညာမကိုကျော်ကိုနှိမ့်ချပြီးလို့ဆိုချင်မဖြစ်ပဲနဲ့ကိုကျော်အင်းနဲ့ဘလို့ဥစ္စာဟာတိုင်းပြီးတော့စားဆောင်ပေးနိုင်ရည်တယ်လို့ဆိုလို့ချင်ဖြစ်တယ်ဖြစ်တယ်။နောက်ဆုံးကကိုကျော်အောင်ဆန်းကကျောင်းသားဘွားကျောင်းသားဘွားကနေပြီးတော့တာတာတာဥပဒေအဲ့လိုကျောင်းသားများတမကဥပဒေအာကာသနောက်ပမာနိုင်ငံလုံးဆောင်ကျောင်းသားများတမကဥပဒေ ာကမဥပဒေတောက်တဲ့အခါလုံဆောင်ခဲ့ပြီးတော့ရုံးတချီနိုင်ငံရေးလုံတော်မဲ့အခါမှာဘူချုပ်တီဒီစာနာသမဂ္ဂခေါင်းဆောင်ယာလူပါနှုတ်ခတ်ပြီးတော့ဘုရားမှာအစည်းအုံးကိုဝင်ပြီးအခင်အောင်ဆန်းအမျိုးကိုခံခဲ့တယ်။ဒီနေရာမှာကျွန်တော်တို့တန်ခမ်းစာယူရမယ့်အချက်ကတောင်းနေနိုင်ငံရေးကိုမျိုးထွင်းမှုတွေဘုရုပ်တီចောင်းသားဘက်မှာចောင်းသားသမကခေါင်းဆောင်လုပ်ခဲ့ပြီးနိုင်ငံရေးလုပ်တော်မဲ့အခါမှာចောင်းသားသမကရာဇူးကနှုတ်ဆက်ပြီးတော့ဘာမှနိုင်ဘူးဘုရားမှာအစည်းအုံးမှာ အခင်အောင်ဆုံးဖွဲ့နေခဲ့တယ်။ဆိုတော့လက်ရှိမှာအကြောင်းသားနဲ့နိုင်ငံရေးကိုရောထွေးနေပြီးတော့စံပြူသွားကျိုးနေတာတောင်မှမိကူကူမိမိတောင်းသားခေါင်းဆောင်မှဆိုပြီးတော့ဂျာပက်ပန်ကျောင်းသားဦးကြီးရုပ်နေတဲ့မြင့်ခွန်နိုင်လိုလူမျိုးကိုဘူတုတ်ကရောင်းကိုဖောက်နဲ့ဆောင်ကန်နေတယ်ဒီမှာထင်ပါတယ်။ဒီလိုမျိုးကျောင်းသားရောင်းတဲ့နိုင်ငံရေးဟာရောထွေးပြီးတော့ကျမတို့ဒီလူတွေကိုနိုင်ငံရေးမှိုက်တိုင်နေတဲ့လူတွေကိုလည်းကျမတို့သတိထားဖို့ဒါကဘူတုတ်ကလည်းပြီးရဲ့ဘူတုတ်ကလည်းအစီအစဉ်ကျမတို့ရရခဲ့တဲ့နိုင်ငံသားတွေဖြစ်တယ်။ အဲ့တော့ဘုရားနဲ့ပတ်သက်လို့မတို့အာချိန်မြင့်လွမ်းလာမှုတွေပဲဆိုမှုရှိရှိအဲ့တော့မလဲဆိုတော့ပင်လုံးဆောင်တာဘုရားအောင်ဆန်းဟာနောက်ဆယ်နှစ်ကြာမှာခရစ်ခွင့်ပေးခဲ့တယ်ဆိုရယ်လွယ်လွယ်လပ်လပ်ပြောဆိုနေကြတယ်ဒါတကယ်တမ်းပင်လုံးဆောင်တော့မှာပေါ့အောင်ဆန်းအတန်ဆောင်တော့မှာပေါ့အဲ့ဒီလိုမျိုးနောက်ဆယ်နှစ်ကြာမှာခရစ်ခွင့်ဆိုတာမျိုးပြီးကြစွာကြာထန်ထားတယ်လားလို့ဝေးတဲ့အခါဝေးသွားတယ်ကျွန်တော်များတို့ကမျိုးရှယ်ရှယ်နဲ့နေမိပင်လုံးဆောင်ဆိုတာကတိုင်းရင်းသားတွေကိုပြည်နယ်ပေးနေတိုင်းရင်းသားတွေကိုပေါ်ပေါင်းချုပ်ခွင့်ပေးနေတိုင်းရင်းသားတွေကိုတန်းလို့ပြည်ပေးနေ တိုင်းရင်းသားတွေကိုဗမာရေကနှိမ့်ပြိနေထားတဲ့အတွက်တိုင်းရင်းသားအခွင့်အရေးထက်ပေးမယ်ဆိုပြီးတော့အချုပ်ဆိုတဲ့စာချုပ်ပါကျွန်မမိကျင်နေတယ်။ဒီဘက်ကနိုင်ငံရေးလို့ဒီကြီးစွာပြောတဲ့အတွက်ကျွန်မကိုလည်းနိုင်ငံရေးလို့ဒီကြီးစွာတုံ့ပြန်ဖို့ကျွန်မပြောနေတယ်။ဆိုတော့ပြည်လုံးစာချုပ်ကတိုင်းရင်းသားအခွင့်အရေးတဲ့အချုပ်ဆိုတဲ့စာချုပ်မဟုတ်ဘူး။ဒီရှင်ပါလေ။ပြည်လုံးစာချုပ်ကကျွန်မတို့ကြုံပွားကနေပြီးတော့လုံရအောင်ဒီမနဲ့တောင်းတဲ့ပို့ပေါင်းပြီးတော့လွတ်လည်ရေးယူရဲ့စာချုပ်ပါဖြစ်တယ်။ ဒါကြောင့်မလို့ဒီနောက်ဆယ်နှစ်ကြာ quarter fee ဆိုတာကဘိုးချုပ်ရဲ့အနိုင်ခံရေးခရီးကိုအနိုင်ခံရေးအမခံချက်ခြေခဲ့ခြင်းဖြစ်ဖြစ်ဒါကဒီပြုလုပ်စားချက်လာတာတရားပြည်ရင်ပြင်ပြင်းနဲ့ချင်းချင်းရေလို့အတိအကျမပါဘဲနဲ့ယာယီသဘောတရားအရာအမှတ်ထားတယ်ခဲ့၍အချင်းပြည်နဲ့ဖွဲ့စည်းတင်တဲ့အခါတရားပြည်နဲ့တမက်ချင်းတဲ့အခါချင်းပြည်နဲ့တီချောင်းချင်းတဲ့အခါမှာတိုင်းပြည်ပြည်ပြုတ်တော်ကနေဘောရခံရမယ်တို့တော့မှာဆွေးနွေးဆောင်ပြပြီးတော့အဲ့ဒီဒေတာတွေမှာရှိတဲ့ဒေတာခံတင်သူလူတို့ရဲ့သဘောထားစစ်တမ်းောက်ယူ 來我来这拿药来咯，我睇一你睇下嘛，你买片，咱们老家有家数啊。对对对，所以嘛，白龙山中药中药这边呢，目前呢，答应了，欢迎老家朋友来收药。以前呢，哎呀，大哥，没钱，讲太难。都我追着你嘞，广东的那边都收了。白龙山中药八里，白皮面姜五钱，李沙六钱。大项目，白龙山就多张票。哎呀，大哥，你看，没钱你哪里说？怎么弄？ ကျွန်မလူငယ်တွေကျွန်မတို့ဗမာလူမျိုးတွေကငားမလဲတဲ့အတွက်ဗမာငပိန် PDF တွေဟာလက်ရှိမှာပေါ်သူနိုင်ငံတော်ဆိုတဲ့နိုင်ငံတစ်ခုတည်ထောင်ရေးအတွက်အေကန်တိုက်ခတ်ပြီးနေတာဖြစ်ပါတယ်။နောက်တစ်ချက်ကတို့ဒီလက်ရှိကရှိနေတာကထောက်ပေါ်၄၀ပုံခြေကောင်းတွေရေးဆွဲခဲ့တယ်။၄၀ပုံခြေကောင်းတွေရဲ့ပုံမှန်၁၀နဲ့ဘာပါလဲဆိုနိုင်ငံတော်ဝန်လုံးမှာနိုင်ငံသားကြီးအမျိုးတွေပဲရှိရမယ်။ဆောင်းဆောင်ဖွဲ့ဝင်များ နိုင်ငံသားကိုမရှိသေးရပြည်တော်သူမြန်မာနိုင်ငံသားအမျိုးလိုပဲရှိရပါဆိုလိုချင်တာမြန်မာနိုင်ငံကိုပြည်တော်သူမြန်မာနိုင်ငံခုတင်မယ်ပြည်တော်သူမြန်မာနိုင်ငံမှာမြန်မာနိုင်ငံသားပဲရှိရအချင်းလူမျိုးမြန်မာနိုင်ငံသားအရင်လူမျိုးမြန်မာနိုင်ငံသားချင်းလူမျိုးမြန်မာနိုင်ငံသားပြည်တော်သူနိုင်ငံမြန်မာနိုင်ငံသားတမျိုးတည်းပဲရှိရမယ်ပြည်တော်သူဖွဲ့ဝင်များဤအချင်းနိုင်ငံသားမရှိရပြည်တော်သူဖွဲ့ဝင်များဤအရင်နိုင်ငံသားမရှိရပြည်တော်သူဖွဲ့ဝင်များဤရခိုင်နိုင်ငံသားဟုမရှိရ တိအကျဉ်းပေါ်ပြပါရှိတယ်။အဲ့တော့မလို့ဘုရားဟာဘယ်တော့မှမပြောင်းတော့ဘူးဆေးရိမ်မောင်မောင်ပြိုပွဲစီနဲ့ဖရဲရိုးနဲ့ဖရဲရိုးကိုအားမပေးခဲ့ဘူးဆိုတော့ဒီချက်ကိုကျွန်တော်တို့ကောင်းစွာနိုင်ငံစာယူထားဖို့လိုတယ်။နောက်ပြီးဒါပြင်နောက်တစ်ခုကပြည်အောင်စုမြန်မာနိုင်ငံလို့1940ခုနှစ်အချိန်ကဥပဒေမှာလည်းဘုရားကိုယ်တိုင်ရွှေပြားတန်းခဲ့တယ်။လက်ရှိနောက်ရှင်မှာရှိနေတယ်ကျွန်တော်တို့ပြည်အောင်စုသမရမြန်မာနိုင်ငံခေါ်တွင် 阿妹妹，你妈那年过，我妈那年他妈病了，走路不方便，他妈那大年大礼唱。医院在西西，在小路对面的家医院里还是西。二零六零年嘛，我叫邓米罗，你看那高山书记嘛，还说那嘛，我叫邓米生，你看那我叫谁来着？谁来？谁高山书记。 ဖေးချင်မချင်ကျွန်တော်ပြောလို့ဆိုနေတယ်။မြမာဒီတရှိပြားကရေးချင်အင်းကဝင်နေနိုင်ငံတွေဖြစ်ပြီးအမားဒီဘုံရိုးဖြစ်တယ်ဆိုတာဟုတ်တယ်။ဗမာတွေကကြွားလဲကြွားတယ်ကြောလဲကြောတယ်ဆိုတဲ့ဗမာနဲ့နိုင်ငံသားတွေခြားရမှာအကြီးမားဆုံးတတ်ရှုခွင့်ခွဲကြတယ်အရှိမလေးအချို့သောနိုင်ငံရေးတုံ့ပြန်သူဆိုတဲ့လူတွေကဗမာပြည်ဗမာနိုင်ငံလို့တုံ့နေချင်းကြီးတိုင်းရင်းသားနဲ့ဗမာကြားမှာတွေးခွဲရန်တိုက်ရိုက်ပတ်သက်တာဖြစ်တယ်။ဘုချုပ်ပြည်နယ်ကပြည်ထောင်စုမြန်မာနိုင်ငံလို့ရေးဆွဲကြတဲ့ဖြစ်တယ်။ တော်ထောင်ပါလေးတဲ့ခြေတောင်းပြီအောက်ကွာ24ခြေတောင်းပြီနှလုံးရှည်ပကြီးပုံခြေတောင်းပြီဒီခြေတောင်းပြီတော့ခုလုံးရဲ့ရည်ရွယ်ချက်တမျိုးတည်းပဲအနှစ်ပါရကတမျိုးတည်းပဲရှိအဲ့ဒီအနှစ်ပါရကဘာလဲဆိုတော့အဲ့ဒီအနှစ်ပါရကဒီအောက်တို့မြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနဲ့အမျိုးသားလူထုတွေတာဖြစ်ဒီတော့ခေါ်ချောင်းနေပါဘိုးချုပ်ပြီးရဲ့နောက်ထပ်တင်ရတာတော့ရှိတယ်။ဒါကတော့ဘိုးချုပ်ရဲ့ tax side မှာပြောပါလိမ့်မယ်။တချို့မှာဘိုးတော်တော်များများဟာဘိုးချုပ်နဲ့ပတ်သက်လို့အောင်းတရေတွေကချင်းမှုကျိုးစုံရှိနေတယ်။ဒါမှကတော့ဘိုးချုပ်နဲ့ပတ်သက်တဲ့ အာအများကြီးကပြောလို့ပြောထားမရှိတဲ့အကြောင်းတစ်ခုကိုထည့်သွင်းပြောရလိမ့်မယ်။အဲ့ဒါကလည်းဆိုတော့ဟောင်းပါလေးတော်ချေကမ်းတဲ့ရေးဆွဲတဲ့ကာလတုန်းကဘာသာရေးအခမ်းအနားပေါ်ကဟိုရဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြထမ်းပေးဖို့လူချင်းတန်ကတော့လူချင်းလူစုပုံတွေကရင်းသားတွေကလည်းရှိအောင်ဆိုကြရတယ်။ဒါပေမဲ့ဘုဒ္ဓအောင်ဆန်းကချီးဥမှာဘာသာရေးထည့်သွင်းဖို့အပြင်းအထန်ကန့်ကွက်နေတဲ့အတွက်ကျန်တဲ့ဖားစားဖားလာအမတ်တွေကဘုဒ္ဓကိုကြောက်နေသူမှမပြောရဲဘဲညှိနေကြရတယ်။ ဲ့ဒီလိုနဲ့ဖားကြပါလားအမှတ်ကောင်းဆုံးအမိလားခံပါတင်းစာရေးကအဲ့ဒီလိုပြောဆိုနေတဲ့ပတ်သက်လို့ဘုံအောင်ဆန်သက်ကခွေးဟောင်းတိုင်းဟောင်းထောင်မကြည့်နိုင်ဘူးလို့အဲ့ဒီလိုကြမ်းတမ်းစွာပြောဆိုခဲ့တဲ့အတွက်ဒီဘုရားဘာသာဝင်နိုင်ငံတော်ဘာသာပြပြခံပြီးဘုရင်စာရီမှာထည့်သွင်းအောင်ဆိုတဲ့အမှုချက်တန်ကားတော်တွေမြို့ချင်းမြို့ပို့တွေကအကြီးတည်ပြုခွင့်ကြတယ်။သူတို့ဘုချုပ်ကစားကူတိုင်းကချင်းမှာဘာသာရေးဘာသာမကြိုက်တယ်လို့ဘယ်ဟောင်းတိုင်းကောင်းကောင်းမကြည့်နိုင်ဘူးကြားဆန်းစွာပြောဆိုခဲ့တယ်။ ဒါပေမဲ့ဒေတာဝချေတောင်းပြီမှာဒါတိုင်းတာထန်ခဲ့ပါရဲ့။ဘာလို့ပြန်ထန်ခဲ့တာလဲမသိရှိဘူး။အကင်းလို့ဘာသာဘာသာဥက္ကဋ္ဌနောက်မြန်မာနိုင်ငံတော်ဝန်ကြီးချုပ်ဦးအဲ့ဒီဦးမှုကနေပြီးတော့နိုင်ငံခံနဲ့တွေ့ရဲတွေ့တူပြီးတော့အာရလနိုင်ငံရဲ့အခြေခံဥပဒေစာအုပ်မှာအာရလအခြေခံဥပဒေစာအုပ်မှာဘာသာရေးကိုထည့်သွင်းရေးဆွဲထားတာကဘုချုပ်ကလာပြပြီးတော့နားချခဲ့တဲ့အတွက်ဘုချုပ်ကလက်ခံပြီးတော့ဟန်ကွာရေးချက်ကိုခြေခံပြီးတော့ ဘုရားဘာသာဒီနိုင်ငံသားအများဆုံးကိုယ်တွေ့ရအကုန်လုံးဝိဒေတာနဲ့ပြည်စုံသောဘာသာဖြစ်ပါလို့ပြောထားနိုင်ရတယ်။အဲ့ဒီအချက်ကိုလည်းလက်ရှိနှောင်းရွက်ခွဲကြီးပေါ်ခြေတောင်းကိုပုံမှန်3 6မှာ copy ပြီးတော့အတည်ငင်းပြန်ပြီးပြထန်းထားတယ်ဘုရားဘာသာဒီနိုင်ငံသားအများဆုံးကိုယ်တွေ့ရအကုန်လုံးဝိဒေတာနဲ့ပြည်စုံသောဘာသာလို့ပြောရှိပါရှိ။ဆိုတော့ဘုရားဘုဇက်ကဘုရားကအခုလိုမျိုးဒီလိုဘာရှင်လို့ရွေးချယ်တယ်ကတော့ရွေးချယ်ခေါင်းဆောင်တွေကရွေးချယ်ခေါင်းဆောင်တွေကဘုရားဘာသာကိုနိုင်ငံသားဘာသာဖြစ်ကြတဲ့အမျိုး ကဂျုံပြင်းကြမ်းတမ်းစွာပြောဆိုခဲ့တဲ့အတွက်ကိုချုပ်မှာကိုယ်ရည်နဲ့အမေတက်တည်ရှိနေတယ်ဆိုတဲ့မှတ်ချက်တွေပြန်မှုတွေတုံးတက်မှုတွေလည်းရှိရှိဘာလို့လဲဆိုတော့ဒီဗမာပြည်ကွန်မြူနစ်ပါတီတခင်တန်းထုံးလို့အာအာကာဘာကွန်မြူနစ်တီတီကိုချုပ်နဲ့တူတူအများကြီးကိုဖယ်ဆီးခဲ့တဲ့ဖယ်ဆီးဖြစ်နေတယ်အဲဒါကြောင့်လည်းကိုချုပ်မှာကိုယ်ရည်နဲ့အမေတက်တည်ရှိနေဒီချင်းဒီမှာဆောင်ထည့်ပြီးပြောရတာလေလို့ပြောလို့ရှိရှိကိုချုပ်ကကိုယ်ရည်နဲ့အမေတက်တည်ရှိနေတယ်ဆိုတာ ကွန်မြူနတီနဲ့ရောင်းသင်းနဲ့မျက်ချင်းဖြစ်တဲ့ social media တွေကကိုကြုပ်ကိုမျက်မှောက်ကျူလာတယ်။ဒါကြောင့်မို့လို့ပဲဗိုလ်ချုပ်ဟောဆိုင်ကိုလုံးကျန်ခြင်းပါလာတော့တာရန်ကုန်ဘတ်စ်ကို social media ကရန်ကုန်ဘတ်စ်ကလုံးကျန်တက်ဖြစ်ခဲ့ပါတယ်ဆိုတဲ့အမှတ်ချက်တွေတော့ဆိုမှုတွေယနေ့နောက်ပိုင်းမှာတော့ဆိုလာကြတယ်။အဲ့ဒီနောက်မှာတက်ပြီးတော့ဂျာပြောစရာမေးချက်တစ်ခုရှိတယ်။ကိုကြုပ်ကစက်ကနေပြီးတော့ဘယ်လိုလဲခေါင်းကိုကြည့်လာတယ်လို့ပြောခဲ့တာ။အေးကြလို့လားမင်းကဘယ်စာအုပ်တွေကိုဖတ်ပြီးပြောနေတာလဲလို့ကျွန်တော်ကပတိကဖက်အေးလာကြရှိပါတယ်။ဘယ်ကနေဖတ်ပြီးပြောတာလဲလို့မင်းရင်ဘူးကြီးတို့ဦးလူကိုယ်တိုင်ရေးသားထားတဲ့ ဘာနှစ်ရာသီကမာပြီဆိုရဲစာအုပ်နဲ့အတေးစနေစားဆိုရဲစာအုပ်နော်ညနေရာဖက်ရှင်လို့ရပါရင်ကိုယ်တိုင်ကစာဖတ်ပါငါတို့စာဖတ်ရင်တက်ပါလိမ့်မယ်ဒါစစ်တယ်မိတ္တူဦးရေးရစာအုပ်တွေကိုဖတ်မယ်ဆိုရင်မိတ္တဘာဒီပါကိုလည်းဖတ်ပြအောင်ဖတ်ပါလို့ချက်ပေးချင်ပါတယ်။ဒါတစ်ချက်။နောက်တစ်ချက်ဒါစခိုက်တစ်ခုကအဲဒီမှာဒါရေးချင်တဲ့စာအုပ်တွေကိုဖတ်ပြီးတော့ဒါရေးချင်တဲ့ဖတ်ရရှိတယ်။ ဘုရားကသမီးလေးအောင်စားချုပ်ချေကိုအမွေပေးစရာပန်ပေးစရာငကပ်ပန်ပေးစရာငကပ်ပုံမရှိလို့နမောက်ကိုပြန်ပြီးမိရင်ကြီးတော်ဆုရှိမှနောက်ခေရပါလေဘုရားကဒီလိုချိုးချံဆွေးတာပြီးတိုင်းမျိုးကိုဖန်ပုံဆောင်ရခဲ့ပါတယ်ဆိုလို့ဆာရေးစာမူခဲစာပြီးဟုတ်ပြောပွဲအမိခဲအစိတ်ခက်ခဲတဲ့နောက်မှရရင်ဦးနောက်ဒီကိုအစိတ်ခက်ခဲတဲ့လူကြီးကြောင့်လက်ရှိမှာဂျေဆပ်ဆိုတဲ့လူရင်းကြီးလမ်းမရောက်ကြတယ်ကျတော့အဲ့ဒီလိုပြောခဲ့ပြီးမြင်တယ်ဘုရားတို့ဦးလူကိုယ်တိုင်ရေးသားတဲ့သူ့ရဲ့ กูด้วยตู้เย่จ้าหน้าที่มาเจ้ารูดกูรู้ดีภาษาภาษาอุตสาหกรรมที่สื่อข่าวมาตู้เย่เองเมี่ยมีอเขียนมากูจะเอาเส้นนี้ไปเขียนที่อะไรนะี่อันรนะที่เขียนมาสิ่งแวดล้อมและสังคมดีเลยเราคิดจ่าตู้สิกงแวดล้อมและสังคมดีแล้วทีสิกงแวดล้อมว่าแต่สิกงแวดล้อมว่ายังเรื่องอื่นที่เด็กทำที่สิ่งแวดล้อมเนี่ยมาช่วยดีนะพี่พี่ป้าชีเลยกูภาษาภาษาอุตสาหกรรดที่รู้และสังคมดีไปเลยส่วนเราคิดว่าอะไพี่เก๋กูจะเอาเส้นนี้ไปเขียน ဆိုတော့ရရှိမှာအော်ဒါရှင်တွေလိုခင်းရင်းတွေဒီလူအရုံကိုစာပြီးဟောပြောခွင့်မှာပြောနေတယ်တန်လေးတရားနက်ကမရှိဘူးဆိုတာကသူတို့ကိုယ်တိုင်ဘာလို့အမုန်းတင်လို့ဒီစက်တန်ကိုကြီးရလုံနေတဲ့တရားအမှားတွေပါတယ်သူတို့မှာရွှေတင်းသားပြားတွေတော်စကူရပိုးတပူအတိစာသူများကိုလက်ဆောင်ပေးနိုင်တဲ့အိုင်ချာမျိုးရှိတယ်ဒါကလည်းကျွန်တော်တို့တိုင်းကသာကြွားမှအချက်တစ်ချက်ဖြစ်တယ်ဒီချက်ကိုဘာဆောင်ထည့်ပြီးပြောရတာလေလို့ပြောလို့ရှိရင်ဘိုးချုပ်ကကိုယ်နဲ့အမိတက်တီရှိနေသေးတယ်ကြွားရဲ့ ုံမျိုးနစ်တွေနဲ့တရောင်းသေးနဲ့မျက်ချင်းဖြစ်တဲ့ social lead တွေကဘောကြောင့်ကိုမျက်မှောက်ကျူလာတယ်။ဒါကြောင့်လို့ပဲဘောကြောင့်အောင်ကိုလုတ်ကြံခြင်းပါလာတော့ရန်ကုန်ဘတ်ဆိုရင် social lead ကရန်ကုန်ဘတ်ဆိုတာအောင်ကြံတက်ခဲ့ပါလေဆိုရဲအမှတ်ချက်တည်းတို့ဆိုပြီးယနေ့နောက်ပိုင်းမှာပြောဆိုလာကြခြင်းဖြစ်တယ်။ဒီနေ့မှာတက်ဝင်လို့ကြားပြောစရာမြေချရာတစ်ချက်ရှိတယ်။ဘောကြောင့်ကစားနေပြီးတော့ဘယ်တော့မှမကြည့်ရဘူးပြောနေတာ။ထိချောက်ကျလာတယ်။ဒီအချောင်းချောင်းခံပြောနေရတယ်။ကျမကပတိကဖက်အမီးလာရရှိပါတယ်။ဘယ်ရနေဖက်ပြီးပြောတာလဲလို့မိကြီးတို့ဦးလူကိုယ်တိုင်ရေးသားထားတဲ့ အဲ့ဒီကဒီကမာဒီဆိုတဲ့စာအုပ်လေးဒါဒီစနေစာဆိုတဲ့စာအုပ်မှာခင်ဗျားတို့လေ့လာဖတ်ရှုလို့ရပါတယ်။ကိုယ်တိုင်ကစာဖတ်ပါ၊မားတို့စာဖတ်ရင်ပြပါလိမ့်မယ်။ဒါဆက်တဲ့ဒီတို့ရေးတဲ့စာအုပ်တွေကိုဖတ်မယ်ဆိုရင်မိတာဗလာဒီပါကိုလည်းဖတ်ပြအောင်ဖတ်ပါလို့ချက်ပေးချင်ပါတယ်။ဒါတစ်ချက်။နောက်တစ်ချက်ဒါစခိုက်တစ်ခုကအဲ့ဒီမှာဒါကြီးကြောင့်စာပြေစာပြေစာလိုမိခံပြီးတော့သတင်းစိတ်တွေဖတ်ရရှိတယ်။ ဘုရကသူသမီးလေးအောင်ဆန်းစုကြည်ကိုအမွေပေးစရာပန်ပေးစရာနဂတ်ပန်ပေးစရာနဂတ်ပုံမရှိလို့နမောက်ကိုပြန်ပြီးမိခင်ကြီးတော်စုရှိမှနောက်ခင်ရပါလေဘုရကဒီလိုချိုးချံချွေတာပြီးတိုင်းမျိုးကိုဖမ်းပုံဆောင်ရဲ့ဖြစ်ပါတယ်ဆိုလို့ဆာကြီးဆောင်လို့ခဲစာပြီးဟောပြောပွဲအမိခင်အစိတ်ခက်ခဲတယ်နှလုံးသားကြီးကိုအုံနောက်တွေကိုအစိတ်ခက်ခဲတဲ့လူတွေကြောင့်လက်ရှိမှာဂျေဆက်ဆိုတဲ့လူတွေကြီးလမ်းမရောက်ကြတယ်။ဆိုတော့အဲ့ဒီလိုပြောခဲ့ပြီးမြင်ကြီးတော်ဦးနဲ့ကိုယ်တိုင်ဂျေသားတဲ့ ကိုတွေ့သူ့ရဲ့အကြောင်းအရာတွေမှာကြတော့ကိုလူဒီဖားစားဖက်လာဥပဒေတည်ဆန်ခါတော့မှာသူ့ရဲ့အိမ်ကိုညနေခင်းမှာကိုတို့အောင်ဆန်းနေတဲ့ခင်းကြီးအလင်းလာခဲ့တယ်အလင်းလာတဲ့အချိန်မှာ secret ဘူးလက်ဆောင်ပေးခဲ့တယ်ရော်ခီကြီးကသူ့ကို secret ဘူးလက်ဆောင်ပေးခဲ့တယ်ပြီးတော့ဒီ secret ဘူးကတန် secret ဘူးကအရင်လေးလေးလေးကြည့်တဲ့အခါဒီ secret ဘူးရဲ့မှာရွှေတင်းကားပြပြပါရှိတယ်သူ့ကိုဖားစားပါလာဥပဒေချစ်လို့လက်ဆောင်ပေးပါတယ်ဆိုပြီးရော်ခီကြီးကိုယ်တိုင်ကပေးခဲ့တယ်လို့ ဆိုတော့အဲ့ဒီမှာမောက်တာဆိုလို့ထင်းရင်းကိုဘီလူအရောစာပြေဖို့ပြောပါနေမှာပြောနေတယ်ပန်လေးတဲ့ကလက်ကမရှိဘူးဆိုတာသူတို့ကလည်းဘုတ်တို့ကအမောတင်လို့စက်တံမိုးကြီးရေလုံးနေတဲ့တရားအမှားတွေပါတယ်သူတို့မှာကျွေးတင်းသားပြားတွေအောင်စီကရက်ဘုတ်တကူအတိအစားသူများကိုလက်ဆောင်ပေးနိုင်တဲ့အိုက်စာမျိုးတွေရှိတယ်ဒါကလေကျွန်တော်တို့သင်္ကန်းစာကျွမ်းအောင်အချက်တစ်ချက်ဖြစ်တယ်ကိုရောက်ကြပြီလို့ဂလုံးစောကြောင့်ပြောမယ်ဆိုရင်ဂလုံးစောကြီးနိုင်ငံဝင်ဖြစ်တဲ့ကားတော့အင်္ဂလန်ကိုတောက်ပြီးတော့ဝင်းစတန်ချာချင်းနဲ့တွေ့ဆုံပြီးမြန်မာပြည်လို့လည်းရေးတောင်းခဲ့တယ် ဒါပေမဲ့သူမရဘူးခလုံးဆိုအရင်ဆုံးသူသွားပြီးလွလဲတောင်းတယ်မပေးဘူးနောက်မှဘူဂျောအောင်ဆန်တက်လာတယ်လွလဲရင်တတောင်းတယ်ကြားတယ်အဲ့ချိန်တုန်းကဒီနေ့မှတစ်ခုရှိနေတာကဘူဂျောအောင်ဆန်ကဘရင်ခံရဲ့အမှုဆောင်ကော်မတီမှာဝင်ကြီးချုပ်ရတို့နော်ဘရင်ခံပြင်သူရာတို့အကြီးဆုံးဝင်ကြီးချုပ်ရတို့ယူခဲ့အဲ့ချိန်တုန်းကအဲ့ဖြစ်တဲ့နေပတ်သက်လို့လက်ရှိမှာစာရေးဆရာတို့စာပေဟောပြောခွဲတို့ကဘာပြောလဲဘူဂျောကဘောင်းကိုချုပ်ပြီးတော့ စစ်ပေါင်းမီကိုချုပ်ပြီးတော့စစ်တပ်ကအနားယူပြီးနှုတ်ထွက်ပြီးတော့နိုင်ငံရေးကိုတောင်းခဲ့တယ်။ပစိုးဝစ်ခဲ့တယ်။စစ်ရေးကိုရှိတ်ကုန်သွားလို့နိုင်ငံရေးလုတ်တယ်ဆိုတဲ့ဝါထားမိုက်တယ်။အမှန်တကယ်တော့အချိန်နဲ့ပေါ်မူတည်ပြီးတော့စီရနောက်ထပ်ပြီးတော့စစ်တပ်ကနောက်ထပ်ပြီးတော့ဖားစားပါလာဥက္ကဋ္ဌနောက်ထပ်ပြီးတော့ဘယင်ခံမှုတောင်ကုန်တယ်မှာရဲဝဲအစိုးရဝင်လိုက်တယ် တကယ်လို့အဲ့ဒီလိုနိုင်ငံရေးနီးလမ်းနဲ့အဆင်မပြေရင်စီးရေးနီးလမ်းနဲ့ပြန်တိုက်ဖို့အတွက် BIA ကိုဖျက်ပြီးတော့ပြည်သူရဲဘော်ဆိုပြီးဗိုလ်ချုပ်အောင်ဆန်းကပြည်သူရဲဘော်တပ်ဖွဲ့ဖွဲ့ထားတယ်။ဒါကိုစာရေးစာရေးစာပေဖို့ဖို့ဖို့ကြီးကထိန်ချထားတဲ့အတွက်လက်ရှိမှာဂျေဆက်ဆိုတဲ့လူတွေလမ်းမလာလွဲနေကြတယ်လမ်းမနေကြတယ်ဒီကောင်တစ်ခုကောင်းတာကလက်ရှိမှာ JS ဆိုတဲ့လူတွေထဲမှာ PDS ဆိုတဲ့လူတွေထဲမှာဆရာဝန်လောင်းနေအင်ဂျင်နီယာလောင်းနေကျောင်းဆရာလောင်းနေတကယ်စားတဲ့ပြည်တဲ့လူငယ်တွေများကြီးပါတယ် ် PDF တွေစာတက်တယ်ဈေးဆက်တွေစာတက်တယ်ဒါပေမဲ့အဲ့ဒီ PDF နဲ့ဈေးဆက်ကိုနောက်ပဲကမြောက်ပင်ပေးနေတဲ့ကျိုးကင်ပေးနေတဲ့ကောင်းကြီးကစေတန်းတော်မအောင်တက္ကသိုလ်တစ်ခုကဘွဲမရပဲနဲ့ထိုင်းမှာသွားပြီးအလုပ်လုပ်နေတဲ့အလုပ်သမားတွေစင်ကာပူမှာသွားပြီးအလုပ်လုပ်နေတဲ့အလုပ်သမားတွေဂျပန်မှာသွားပြီးအလုပ်လုပ်နေတဲ့အလုပ်သမားတွေအဲ့ဒီအလုပ်သမားတွေကနောက်ပဲကမြောက်ပင်နေတယ်ဆိုတော့ပညာတတ်တဲ့ဈေးဆက်နဲ့ PDF တွေနောက်ွယ်ကပညာမဲ့ကြီးကြုံကြိုင်ပြီးတော့အဲ့ဒီလိုဝါဒမိုင်းနေမယ်အတိတ်သမိုင်းတွေရောထွေးပြစ်ခဲ့ကြတယ် ဆိုတော့ဒါစကားဆက်မှုလို့ပြောတဲ့အချက်တစ်ခုဖြစ်တယ်ဖြစ်တယ်ဟုတ်ပြီဥစ္စာကလွတ်လည်ရသွားတော့နေမရဘူးအပြန်ခီးစမှာတန်းဆိုင်စွာပြီးတကပါလုံးကပြိပိတော်အောင်ကြောက်ရတယ်အင်္ဂလိပ်တွေကိုအမေရိကန်တွေကိုဂျပန်တွေကဖုံးကျဲပြီးတော့စစ်ကြင်လာတယ်စိတ်ခေါ်လိုက်တယ်ဆိုတော့ဥစ္စာကလေပေါ်ဒီနိုင်ငံကိုဝင်ပြီးတော့ဂျပန်အတန်ရာရှိနေတွေ့ပြီးတော့ငါတို့မြန်မာပြည်လေအင်္ဂလိပ်ကိုပြန်နိုင်တယ်အဲ့ဒီခါကျရင်ခမားတို့ဒီစိတ်ရအကူအညီပေးနိုင်မလားလို့တွားပြီးကူညီတောင်းခဲ့တယ်။နော်ဒီညမှာတချို့ပြောကြတာကအပြင်ကအမေရိကန်ဝင်နေဆိုတာမှားတယ်။ တူဂီနိုင်ငံကိုဝင်ပြီးတော့ဂျပန်တန်ယုံကတာယာရှိနဲ့တွေ့ပြီးအဲ့ဒီလိုကိုယ်တောင်းတယ်။ဒါပေမဲ့အဲ့ဒါကိုအင်္ဂလိပ်ထောက်လန်းလေးကသိရှိပြီးတော့ခလုံးစော့ကိုဖမ်းဆီးထောင်ချလိုက်တယ်။ကျတော့အေးဖမ်းဆီးခံရတဲ့အချိန်မှာထောင်ထဲမှာကျမကြီးချွတ်တယ်လို့တေဆုံးခင်မယ်ဆိုရင်ခလုံးစော့ကလူလည်ရေးတမိုင်မှာဟီးရိုးဖြစ်မှာတည်ကြတယ်။အဲ့ဒီလိုမဟုတ်ဘဲနဲ့ထောင်ကနေလွတ်လာတယ် ထောင်းနေလူလာတဲ့အချိန်မှာဘိုးချုပ်အောင်ဆန်းကတကယ်အနိုင်ငယ်အဓိပတိဖြစ်နေတယ်။နောက်ဗဟင်ခံမှုတော်ကော်ရီမာကိုကြီးကြပ်ဖြစ်နေတယ်။အဲ့ဒီအချိန်လုံးကဂျပန်နေထွက်ပြီးတော့အင်္ဂလိပ်တွေဒုတိယအချိန်ပြောင်းဝင်တဲ့အချိန်မှာဗဟင်ခံစာတော်မှာစမစ်ကစင်မလာစကုပ်ယူစာရင်းကျင်းရတယ်။စင်မလာစကုပ်ယူစာရင်းဆိုတာကမြမပြည်ကိုအပြည့်အဝလွတ်လပ်ရေးမပေးဘဲနဲ့ နော်ပထမတော့ဆိုလို့ရှိရင်ဒီ dominion အဆင့်မပေးဘူးကွာဒိုင်ယာကီအုပ်ချုပ်ရေးကိုကူးစားတာနောက်အုပ်ချုပ်ရေးတို့ပထမအဆင့်ဒါပထမအုပ်ချုပ်စဉ်အားလုံးကဒုတိယပြန်ဝင်လာတဲ့အချိန်တုန်းကလည်းပဲဆင်မလာဆက်ကူပြူစာရင်းကိုကျင်ညာပြီးတော့မြန်မာပြည်မှာကျမတို့မြန်မာပြည်ကိုအင်္ဂလိပ်တွေရဲ့ကြော်ပေါ်မှာဆက်ပြီးထားရှိမယ်ဆိုပြီးတော့ကျင်ညာတယ်။နော်အဲ့ဒီမှာပဲဒုတိယအချိန်ပြန်ဝင်လာတဲ့အင်္ဂလိပ်တွေကဘုတ်ချုပ်ကိုအာနာနဲ့၆တာရှိတယ်၊နေရာနဲ့၆တာရှိတယ် အာနာနဲ့ချက်တာဆိုလို့ရှိရင်ဂျပန်ခေတ်တော့ကဒီအင်္ဂလိပ်အလိုတော်ကြီးပေါင်မျိုးနဲ့ကကလားတကြီးကိုဘုเจ้าအောင်ဆန်းကမုတ်တမဘောလုံးကမှတက်ခဲ့တယ်အမှုဒီအမှုကိုအเจ้าပြပြီးတော့ဘုသူ့ကိုဖမ်းဆီးမယ်ဆိုပြီးတော့အာနာနဲ့ချက်ထောင်မျိုးကြီးရှိတယ်။အဲ့ဒီလိုမျိုးတွေဖြစ်နေတဲ့အချိန်မှာဦးစောထောင်ကလွတ်လာတယ်။ထောင်ကလွတ်လာပြီးတော့ဦးစောကလည်းပဲကလုံးတက်ဘုเจ้าအောင်ဆန်းကြီးပြည်သူရဲ့ဘော်တက်အဲဒီဘက်မှာစီယုံကတက်ခဲ့လို့ဆိုရင်တမနီတက်အကောင်လုံးကစစ်တက်ပြီးကိုပိုင်တက်တည်ရှိတယ်။အဲ့ဒီမှာကလုံးစောတည်ဘယ်ခိုင်နဲ့တွေ့ပြီးအပြန်လုံးချခံရတယ်။မျက်လုံးအောက်က မျက်လုံးတက်တဲ့အမှန်တော့မဟုတ်မျက်လုံးအောက်ကိုကားမှန်ထိပြီးတော့မျက်လုံးထိခိုက်တဲ့အရာရတဲ့အတွက်အိန္ဒိယနိုင်ငံကိုသွားပြီးဆေးကုသလိုက်ရတယ်။ကျွန်တော်အဲ့ဒီဆေးကုသတဲ့ကာလမှာလေတည်သွားခဲ့တယ်။လုံးကြိုင်တဲ့ကာလမှာတည်သွားရင်လည်းပဲဂလုံးစော့ကဟီးရိုးဖြစ်အောင်မယ်။ဒီလိုကြံမှုနဲ့ပတ်သက်လို့ပြည်သူရဲဘော်ယူနီဖောင်းဝတ်ထားတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့တပ်သားတွေကပြည်သူရဲဘော်ယူနီဖောင်းပုံစံဝတ်ပြီးတော့လုပ်ကြံနေဆိုတာမျိုးပါတယ်ဆိုတော့လက်ရှိမှာလည်းပဲဒီလိုဖြစ်နေရှိတယ်ဥပမာစစ်တပ်ယူနီဖောင်းတွေပို့ပြီးတော့ချွေးတိုင်းမှာတနားတိုက်တဲ့ဟူးဟူးလို့ပေါ့လေဘယ်သူကမှ ဥပမာကျောင်းဆရာတယောက်ကအကျောင်းဆင်းနေချိန်မှာအဖြူစင်းဝတ်စုံလေးပို့ပြီးတော့အရက်ဆိုင်သွားပြီးအရက်မသားကိုတီးကြတယ်သူရှင်ဒီဖောင်းကိုသူလေးစားတယ်ဆိုတော့ဒေးဒီလူရဲဘော်ဆိုရင်လည်းပဲဒီလူရဲဘော်ယူနီဖောင်းပို့ပြီးတော့ခလုံးစောကိုမလုံးချင်တော့တီးကြတယ်ဒါဆိုရင်ရှင်းမှာကျောင်းဆရာပြောခဲ့တယ်လို့ဟုတ်ဘုရုပ်ကကိုမျိုးနဲ့မိသက်ရှိတဲ့အတွက်ဆိုရှယ်လက်ကရန်ကုန်ဘားချွေတို့ကတဖက်လက်နဲ့ဦးဆက်ကိုလုံချင်ပြီးရန်တိုက်တယ်ဆိုတာမျိုးတွေနဲ့မှတ်ချက်ချလို့ရတယ်။နောက်တော့တခါခလုံးစောပြန်ပြီးတော့ဘုရုပ်ဆောင်ကိုလုံချင်တယ်။အဲ့ဒီမှာအဓိကချက် နေရောမှာအရှိဝဲလုံနေတဲ့အချိန်မှာပေါ်တင်လုံကြံတက်ထိုင်လိုက်တာဒီမြာမှာတာမန်လူတယောက်ဆိုရင်တော့မကိုကအဲ့လိုပြင်မှုကျူးလွန်လိုက်ရင်ကျူးလွန်တဲ့လူနဲ့ပစ္စည်းလူသက်တွေပစ္စည်းသက်တွေကိုဖောက်ခဲရမယ်ဖြောက်ခဲရမယ်ဆိုတာတာမန်လူတယောက်ကတော့သိခလုံးစောလူတို့ကမသိတဲ့အကြောင်းရှိလို့နောက်ဆုံးအတွင်းဝင်ရောမှာတော့ပြင်လုံကြံမယ်နောက်ဇူလိုင်16ရက်နေ့အာဇာနည်နေ့လုံကြံမယ်လုံကြံပြီးလို့ရှိရင်အဲ့ဒီလက်နက်တွေတနက်တွေကိုရန်ကုန်မြို့တွေကိုတော့လှုပ်ပြပြီးတော့လက်စာဖြောက်လိုက်လို့ရတယ် ဒါပေမဲ့အဲ့ဒီလိုမဟုတ်ခင်နေဒီလူသက်တွေသူ့ရဲ့တပည့်တွေရောပစ္စည်းသက်တွေတလက်တလက်တွေရောဦးစောကသူ့အိမ်မှာထားပြီးတော့သူ့ကိုလာဖမ်းတာကိုအိမ်မှာဝီစကီတောက်ပြီးငိုးတုတ်ထိုင်ဆောင်နေဒီချက်ကျွန်တော်တို့စဉ်းစားနေတယ်အိမ်မှာဝီစကီတောက်ပြီးငိုးတုတ်ထိုင်ဆောင်နေတယ်ဖမ်းတော့လည်းပဲအဲ့ဒါလေးတွေဆောင်နေကောင်းနေတာဆိုပြီးတော့ထောင်ထဲမှာဖမ်းကလိုက်တယ်ကျော်ဒီနားမှာတချို့ကပြောလိုက်တယ်အာတချို့ကအင်္ဂလိပ်တွေကဂလုံးစောကိုမလုံးပေးတာတယ်ဘိုးချုပ်ကိုလုံးကြံပေးရင်သူ့ရှားလို့ပေးမယ်ပြောလို့အိမ်မှာပဲငိုတုတ်ထိုင်ဆောင်ရည်လဲဆိုတာမျိုးရှိတယ်ဒါပေမဲ့ဂလုံးစောကိုယ်တိုင်က ုကိုယ်တိုင်လုံးကြံပြီးတော့တမင်တက်တည်မဖြောက်ဖက်ဖင်းတမင်ဖမ်းခံပြီးတမင်တက်တမင်အဖမ်းခံပြီးတော့တမင်ချိုးတင်တက်ခံလိုက်ဖြစ်နိုင်ရောဘာလို့လဲဆိုတော့ဘောကျိုးရဲ့အောင်ဆိုင်အတိုင်းစာချုပ်ကိုလက်မှတ်မထိုးတာဂလုံးစောတယောက်တည်းမဟုတ်ဘူးဒီအကြောင်းကိုတော်တော်များများမသိကြဘူးဒီလိုတွေကမပြောကြအောင်ဖုံးပြထားကြတယ်။အောက်ဆိုင်တလီစာချုပ်ကိုလည်းမထိုးတာဘောကျောက်အောက်ဆိုင်အောက်ဆိုင်တလီစာချုပ်နော်။အောက်ဆိုင်တလီစာချုပ်မှာဆိုရှင်အဲကျွန်တော်နေမှာပြေဖို့အပြေကလည်းလည်းမပြေဘူး။ဒိုမီနီယန်စစ်အာနာပြေးမယ်။ ီအတိုင်းမျိုးပြီးဘူးလွတ်တော့ခွင့်ပြီးရင်ဒီမနဲ့တောင်းနဲ့ပူတွဲပြီးလွတ်နေရွာမယ်ဆိုတဲ့အချက်အောင်စက်ဒေစာတို့ဂလုံးစိုးကလက်မမထိုးဘူးအဲ့ဒီလိုပဲတက်ခင်ဘားစိန်ကလည်းလက်မမထိုးဘူးတက်ခင်ဘားစိန်ဆိုရင်အောင်စက်ဒေစာတို့ကိုလက်မမထိုးတဲ့အပြင်အဲ့ဒီမှာဂလုံး sorry ဂလုံးစိုးကအဲ့တော့ကကျမကြီးပညာရေးဝန်ကြီးပညာရေးနဲ့လူသားကြံပေးဝန်ကြီးတက်ခင်ဘားစိန်ဒီလေဘောကျောင်းအောင်စင်ရောင်းရဲ့ဝင်ကြီးကျောင်းရဲ့လောက်အောင်ပါရာတုအမြင့်ဆုံးတခင်များလိုပါပြည်ရေးဝင်ကြီးတခင်ပါစင်ကလည်းဝင်ကြီးဝင်ကြီးရာတုကတော့တခါရဲ့ခုထွက်လိုက်တယ် အဲ့ဒီလောက်ထိပြင်းပြင်းထန်ထန်တောက်ွက်တာလက်မမထိုးတဲ့ပြင်ရာထူးသွားပါနှုတ်ထလိုက်တယ်ဆိုတော့ဒီအောင်စိတ်တတိစာချုပ်ကိုမကြိုက်တာခလုံးစောတယောက်တည်းမဟုတ်ဒီလိုမျိုးဆက်တင်နေတဲ့ဓာတ်တွေကဘုရုပ်ကအောင်စိတ်တတိစာချုပ်ကိုထပ်ပြီးတော့အကောင့်ထဲပုံနေတဲ့အတွက်လောက်ကြမှာတည်းဘုရုပ်အောင်စိတ်နဲ့တည်ပြီးတော့ခလုံးစောလေးချိုးပြီးကွက်မြတ်ခံပါရနော်ဆိုတော့ကအဲ့ဒီအောင်စက်ဒီလီစာချုပ်ပြီးရခါမှာလက်ရပြင်းမဲ့စာချုပ်နော်အခုရဒီလီစာချုပ်စာချုပ်တော့ချုပ်ပြီးတော့မြန်မာပြည်လွတ်လည်ရရင်အဲ့ဒီမှာစီရောကြီးအဖြစ်ကျွန်တော်တို့မြန်မာနိုင်ငံကရွှေတင်းကားတွေပေါ့ရွှေတင်းကားတန်း180ကျော်ကျပ်ငွေဘယ်လောက်ဆိုပြီးတော့ စိတ်ရောကျင်းနေနေကျမတို့ကပြေးဆောင်ရမယ်။ဆိုတော့နောက်ရဲ့ရေးပြီးတော့နိုင်ငံတော်ကိုထမ်းဆောင်တဲ့အခါမှာဥနေဝင်းစိုးကလက်ထက်မှာအဲ့ဒီမှာဒေသချုပ်သုံးခုရပေးရောရမယ်အကျွေးတီကိုပေးစရာမရှိတဲ့အတွက်အဲ့ဒီစိတ်နိုင်ငံနော်လေး development countries စင်ရဲစင်ရဲတဲ့နော်ကွင်းပြိုးတတ်မှုနေတဲ့စင်ရဲမွဲတည်တဲ့နိုင်ငံစင်ရဲမွဲတည်တဲ့စိတ်ကြီးပြောမယ်ဆိုရင်တော့လူစင်ရဲစိတ်ကြီးအမိခံလိုက်ရတယ်ခုနကလက်ထက်မှာအဲ့ဒီစိတ်နိုင်ငံလေး development country အမိခံပြီးတော့စင်ရဲရှောက်လိုက်တာစင်ရဲသားပြေခံလိုက်တာက ဦးနေဝင်းတို့ဆက်ဆိုးရရဲ့အသုံးချမှုကမဟုတ်ဖြစ်နေဒီစိတ်ရောကြီးအောက်ဆက်တလီနုအတလီလက်ရဖိမင်းဆိုတဲ့စားချုပ်သုံးခုပါစိတ်ရောကြီးတွေကိုမပေးနိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတာလေးကိုလည်းပဲကျမတို့တွေကတမိုင်းတင်ငင်းစာဖြစ်မှတ်ယူဖို့လိုအပ်ပါတယ်